မင်္ဂလာပါဒီနေ့ဒီမတို့အတူတကွာစစ်စစ်ဆက်ဆက်လိလဆွေးနွေးကြဖို့အထပ်ပေါ့နော်2025ခုနှစ်အောက်တိုဘာလ23ရက်နေ့ထုတ်မီဆီမာအပစင်တရမဲကစင်20အမ29ကိုခြေခံတွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ခင်ဗျာမီဇီမာကတော့အာနိုတိကြတဲ့အတိုင်းပဲမြန်မာနိုင်ငံရဲ့အမတန်ရှုထွေးတဲ့နိုင်ငံရဲ့လူမှုရေးအခြေအနေတွေကိုတရင်နေတုံးတက်ချက်တွေနဲ့ဆင်းဆက်မပြတ်ကျင်းဆက်ပေးနေတဲ့မီဒီယာတစ်ခုပေါ့။ဟုတ်ကဲ့ဒီမဂ္ဂဇင်းက အချက်အလက်တွေကိုစူးစီးပေးတာမျိုးတသက်မဟုတ်ပဲနဲ့လေမြန်မာပြည်သူတွေရဲ့ခံစားချက်တွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပါအဲထင်ဟပ်စေတယ်လို့ဆိုရမှာပေါ့။အင်းဒီတပတ်မဂ္ဂဇင်းမှာလည်းအကြောင်းအရာတွေကဆုံးလင်းနေတော့အဓိကကတော့စစ်အုပ်စုရဲ့အငင်းပွားပွဲရွေးကောက်ပွဲအစီအစဉ်ကမျက်နှာဖုံးတရင်ဖြစ်နေတယ်။ဟုတ်ပါတယ်။ပြီးတော့နော့ကွယ်ကလက်နက်စီစင်းမှုတွေအဲမြေပြင်ကတိုက်ပွဲအခြေအနေတွေနေဇက်ကငွေလင်လောက်ကန်တွေနိုင်ငံတကာရဲ့တုံ့ပြန်မှုတွေအထိအများကြီးပဲ အဲ့ဒါဒီအကုန်လုံးကလေတခုနဲ့တခုချိတ်ဆက်နေတာအပြန်လန်အကျိုးတက်ရောက်မှုတွေရှိနေတယ်လက်ရှိမြမအေးတဲ့အရန်ကိုနက်နေတဲ့ပုံရည်ကိုဖော်ပြနေသလိုပဲတကယ်ကိုအရေးကြီးကြီးအာယုံဆိုင်ဖို့လိုအပ်နေတဲ့အခြေအနေကိုလည်းပြနေတာဒီနေ့ကျွန်မတို့ဆွေးနွေးကြမှာကတော့အဓိကအဲ့ဒီမျက်နာပုံသတင်းပေါ့စစ်အုပ်စုရဲ့ရွေးကောက်ပွဲအစည်းအဝေးအပေါ်မှာပဲအာယုံဆိုင်ပြီးပြောကြမယ်ဟုတ်ကဲ့မင်းစစ်မမဂဇင်းရဲ့အက်ဒီတာအပေါ်နဲ့ဆက်ဆက်ဆောင်းပါးတွေကိုပဲအခြေခံပြီးတော့လေ သတင်းသမားတယောက်ရဲ့ရှူးထောင်ကနေတော့အခြေအနေရဲ့လင်းနက်မှုအဲလူသားချင်းစာနာမှုအရေးပေါ်အခြေအနေရဲ့အငွေ့အသက်တွေကိုပါခန်းစားမိအောင်စ조사ဆွေးနွေးကြည့်ကြပါလေ။ကဲဒါဆိုဆက်လိုက်ကြအောင်ဒီစေုပ်စုရဲ့ရွေးကောက်ပွဲကိစ္စမဂ္ဂဇင်းမျက်နှာပုံမှာတုံးထားတဲ့စစ်လီယံပုံကလေအခုမြန်မာနိုင်ငံကြုံနေရတဲ့အခြေအနေရဲ့ပြင်းထန်မှုကိုတော်တော်လေးထင်ရှားစေတယ်နော်။ဟုတ်တယ်။အဲဒါကတင်ကြတဲ့ခုလိုပါပဲ။ အဒီတာအပေါ်မှာအဓိကပြောထားတာကဒီဇင်ဘာနဲ့ဇန်နဝါရီမှာလွတ်မယ်ဆိုတဲ့အဲ့ဒီရွေးကောက်ပွဲတွေဟာပြည်တွင်းရော ပြည်ပမှာပါအတော်လေးပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတယ်ဆိုတာပဲ။ဘာကြောင့်ဒီလောက်ထိ ဝေဖန်နေကြတာလဲ။အဲ့ဒါလေးယဉ်ကြည့်ကြအောင်။ဟုတ်ကဲ့။အဒီတာအပေါ်မှာမလေးစားနိုင်ငံဂျာယီဝင်ကြီးဟောင်းဒေတိုစရီဆိုင်ဖူဒန်အဗ်ဒူလာအပါဝင်ဝေဖန်သူတွေအများကြီးရဲ့အမြင်ကို ကိုးကားထားတာတွေ့ရတယ်။အဓိကထောက်ပြတာကတော့ဒီရွေးကောက်ပွဲဟာ အခြေခံအားဖြင့်ကိုတရားဝင်မှု legitimacy နဲ့အားလုံးပါဝင်မှု inclusivity ကိမဲ့နေတယ်ဆိုတဲ့အချက်ပဲ။ Ừm တရားဝင်မှုနဲ့အားလုံးပါဝင်မှုဟုတ်တယ်။တခြားသည့်ရွေးကောက်ပွဲကိုအတိအမှန်မပြုတင်မှုလို့အခိုင်အမာဆိုထားကြတယ်။ဘာလို့လဲဆိုတော့အဲလုပ်ငန်းစဉ်အစကနေအဆုံးအထိမှာအားနည်းချက်တွေမတရားမှုတွေနဲ့ပြည့်နေတယ်လို့သူတို့ကမြင်ကြလို့ပဲ။အဲဒီတရားဝင်မှုကိမဲ့တယ်ဆိုတဲ့အချက်ကိုလေဘလို့အချက်အလက်တွေနဲ့အဓိကထောက်ပြထားပါတယ်လေ။ အဓိကအချက်နှစ်ချက်ကိုသူတို့အများဆုံးပြောကြတယ်ပထမတစ်ခုကဒီရွေးကောက်ပွဲဟာတနိုင်ငံလုံးအိုင်းတာနဲ့ကျင်းပနိုင်မှာမဟုတ်ဘူးဆိုတာပဲဟုတ်ကဲ့စီအုပ်စုကိုယ်တိုင်ကတော့ဝန်ခံထားတယ်လေလက်ရှိတိုက်ပွဲတွေကြောင့်နေမည်မတည်ငြိမ်မှုတွေကြောင့်မြို့နယ်330လုံးမှာလုံနိုင်မှာမဟုတ်ဘူးမြို့နယ်145ခုလောက်မှာပဲမဲဆိုင်ရထက်တန်းကောင်စင်းကောင်းနိုင်ခဲ့တယ်ဆိုပြီးတော့145ခုတည်းလားဟုတ်တယ်အဲ့ဒါကစဉ်းစားကြည့်လေလူဝေးတန်းနဲ့ရှိပြီးတော့အထူးသဖြင့် ိုင်းရင်းသားဒေသတွေကပြည်သူတွေအများကြီးမဲပြီးခွင့်ဆုံးချုံနိုင်တယ်ဆိုတဲ့အခြေအနေကိုပြနေတာဟုတ်တာပေါ့အားလုံးမပါဝင်နိုင်တဲ့ရွေးကောက်ပွဲတာဘလို့လို့တရားဝင်မှာလဲဆိုတဲ့မေးခွန်းကတော့ရှိတာပေါ့နော်အဲ့ဒါပေါ့အဲ့ဒါအဓိကမေးခွန်းပဲအဲ့ဒါပထမအချက်ဒုတိယအချက်ကတော့ဘာဖြစ်မလဲနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီးထင်တယ်အဓိကပဲဒုတိယအချက်ကနိုင်ငံရေးအရလွတ်လပ်စွာရင်ပြိုင်ခွင့်လုံးဝမရှိတဲ့အခြေအနေဒီမိုကရေစီလိုလာတဲ့အဓိကပါတီကြီးဖြစ်တဲ့ NLD အပါအဝင် ပါတီအတော်များများကို ဖြစ်သိမ်းထားတယ်ပိတ်ပင်ထားတယ်ဟုတ်ကဲ့ပြီးတော့ဒေါအောင်ဆန်းစုကြည်ဦးဝင်းမြင့်လို့နိုင်ငံရေးခေါင်းဆောင်တွေအချင်းချခံထားရဆဲပဲဟွန်းအတိုက်ခံအင်အားစုအများစုကလည်းဒီရွေးကောက်ပွဲကိုအတူအယောင်အဖြစ်တတ်မှတ်ပြီးပါဝင်မှာမဟုတ်ဘူးလို့ကြေညာထားပြီဒါဆိုတော့စစ်အုပ်စုကချမှတ်လိုက်တဲ့ရွေးကောက်ပွဲစီမံအသစ်တွေရှိသေးတယ်ပါတီဝင်အင်အားဘယ်လောက်ရှိရမလဲ ငွေကြေးဘယ်လောက်ရှိရမလဲဆိုတာမျိုးတွေပေါ့ဟုတ်ကဲ့အဲ့ဒါတွေကလည်းသူတို့ကိုထောက်ခံတဲ့ပါတီတွေပဲဝင်ပြိုင်နေအောင်တမင်ရွေရထားတဲ့ခွဲခြားဆက်ဆံမှုတွေလို့အပြင်းထန်ဝေဖန်ခံနေရတယ်ဒီတော့တကယ်အတိုက်ခံမပါဘူးစစ်အုပ်စုစိတ်ကြိုက်စီစဉ်ထားတဲ့ကစားပွဲတစ်ခုလိုဖြစ်နေတယ်တရားမျှတမှုကင်းမဲ့မှုနဲ့ပတ်သက်လို့ရောဆက်ဖူတင်းကနောက်ထပ်ဗာမြထောက်ပြထားတယ်လေမဂဇင်းထဲမှာအင်းအဲ့ဒါလည်းပါတယ်သူကစစ်အုပ်စုဟာရွေးကောက်ပွဲနီးဥပဒေတွေကိုသူတို့အတားစီးရအောင်တစ်ဖက်တပ်ပြင်ဆင်ခဲ့တာတွေကိုထောက်ပြတယ်အင်း ကိုကျိုးရှာပြီးပြင်တာမျိုးပေါ့အဲ့လိုမျိုးပေါ့ဒါလုံငန်းစဉ်တစ်ခုလုံးရဲ့ဥပဒေအထက်မှာရှိရမယ့်သဘောတရားနဲ့ယုံကြည်ကိုးစားမှုကိုအကြီးအကျယ်ပျက်စီးစေတယ်လို့ဆိုပါတယ်ဒီလိုအခြေအနေမျိုးမှာဘလို့တရားမြတ်တဲ့ရလက်မျိုးထွက်လာနိုင်မလဲပေါ့ဟုတ်ကဲ့ဒီရေကောက်ခွေကိစ္စကိုပိုးကျဲပြတ်နဲ့ငိမ့်ချမ်းရေရှုထောင်းကနေကြည့်ဖို့လဲလို့မြင်နေမော်မီဇီမအက်ဒီတာအပေါ်မှာအဲ့ဒီဘက်ကိုဘလို့ဆက်ဆက်လုံးတတ်တာလဲ ဟုတ်ကဲ့ editor အပေါ်မှာအလေးပေးထားတဲ့အရေးကြီးတဲ့အချက်တစ်ခုကငင်းချမ်းရေးကိုအရင်ဖော်ဆောင်ဖို့လိုအပ်တယ်ဆိုတာပါပဲ။အာဆီယံရဲ့ဘုံတဘောတူညီချက်၅ရက်အဲ5 point consensus မှာလည်းအကြံဖတ်မှုတွေချက်ချင်းရပ်တန့်ဖို့သက်ဆိုင်သူအားလုံးပါဝင်တဲ့စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးမှုတွေအရင်လုပ်ဖို့ဆိုတာအဓိကတောင်းဆိုချက်တွေဖြစ်နေတာကို။အင်းဒါဆိုရင်တိုက်ပွဲတွေကဆက်ဖြစ်နေလုံဘသူနဲ့မှလည်းစစ်နစ်တကြမဆွေးနွေးသေးပဲနဲ့ရွေးကောက်ပွဲလုပ်ဖို့စူးစမ်းရတယ်ဆိုတာက အာဆီယံရဲ့ 5PC ကိုမျက်ကွယ်ပြုရရောက်နေတာပေါ့တိုက်ရိုက်ကြီးကိုစန့်ကျင်နေတာပေါ့ဒါကိုပူချက်ပြန့်နေမြင်နေချင်းရင်အဲ့ဒီလိုလှုပ်ဆောင်မှုဟာကျိုးချောင်းစီလွန်မှုလုံးဝမရှိတဲ့ပြင်လက်ရှိပဋိပက္ခတွေကိုပိုပြီးတော့နှဆိုင်ဆိုးရွားသွားစေနိုင်တယ်လို့ဝေဖန်သူတွေကတတိပေးနေကြတယ်ဟုတ်ကဲ့မစ္စမမှာဖော်ပြချက်အရဆိုရင်မလေးရှားလိုအာဆီယံအဖွဲ့ဝင်နိုင်ငံတို့ချို့ကတိုက်ကွဲတွေအရင်ရတ်သက်ဆိုင်သူတွေအမုံပါဝင်တဲ့ဆွေးငင်းမှုတွေခိုင်ခိုင်မာမာထစ်လာပြီးမှသာ ယုံကြည်စိတ်ချရတဲ့ရွေးကောက်ပွဲကိုစဉ်းစားတင်တယ်လို့အာဆီယံအထင်မှာတွင်းအားပြောဆိုနေကြတယ်လို့ဆိုပါတယ်။အကယ်၍မြတ်လီအာဆီယံအနေနဲ့ဒီလိုချင်းဒီမှာကျင်းပတဲ့ရွေးကောက်ပွဲကိုတနည်းနည်းနဲ့အတိမတ်ပြုတ်လိုက်တဲ့ဆိုရင်အာဆီယံရဲ့ဂုဏ်တိခာနဲ့ယုံကြည်ကိုးစားမှု ever credibility အပေါ်မှာဘလို့တလျောက်မှုရှိလာနိုင်မလဲအဲ့ဒါကိုပြောထက်တွင်းစဉ်းစားထားတာရှိပါသလားဒါကတကယ်ကိုရည်ကြီးတဲ့မေခွန်းပဲ။ အာဆီယံရဲ့ကိုပိုင်ကြီးညာချက်တွေပဋိညင်နေမှာတော့ဒီလိုစစ်အုပ်ချုပ်မှုအောက်ကလုပ်ငန်းစဉ်တွေဟာအာဆီယံရဲ့ဒီမိုကရေစီလူအခွင့်ရေးတရားဥပဒေစိုးမိုးရေးဆိုတဲ့အခြေခံမှုတွေကိုထိခိုက်စေတယ်လို့ပါရှိပြီသားဟုတ်ကဲ့စိုက်ဖူဒင်ကဆိုရင်စစ်အုပ်စုရဲ့ 5PC ကို လုံးဝလေးစားလိုက်နာမှုမရှိတာကြောင့် 5PC ကိုယ်တိုင်ကစီလျော်မှုရှိနေသေးရဲ့လားလို့တော့မေးခွန်းထုတ်ဖို့တိုက်တွန်းထားတာကိုမဂ္ဂဇင်းမှာဖော်ပြထားတယ်ဆိုတော့ အကယ်၍အာဆီယံကဒီရွေးကောက်ပွဲကိုအတိမတ်ပြုလိုက်ရင်အာဆီယံဟာအာဏာရှင်စနစ်ကိုတရားဝင်မှုပေးရရောက်တော့မှာလားဆိုတဲ့စိုးရိမ်မှုတွေအများကြီးရှိနေပါတယ်။อืมဒါဆိုရင်ချုံလုံးပြီးပြောရင်ဝေဖန်သူတွေရဲ့အဓိကရပ်တည်ချက်ကတော့စစ်မှန်ပြီးအောင်းနုံလွတ်လပ်စွာပါဝင်နိုင်တဲ့ငိမ့်ငတ်တဲ့အခြေအနေမရှိပဲကျင်းပမဲ့ဒီရွေးကောက်ပွဲဟာစစ်အုပ်စုရဲ့အာဏာကိုတရားမဝင်တက်ရောက်ဖြစ်အောင်ကြိုးပမ်းမှုတက်တက်ပဲဟုတ်တယ် ပြီးတော့စန်းကျင်ဘက်အတန်ကြီးကိုနှုတ်ပိတ်ဖို့ကြိုးစားမှု ပြီးတော့သူတို့ကျူးလွန်ခဲ့တာတွေအတွက်တာဝန်ခံမှုကနေရှောင်လွဲဖို့ကြိုးပမ်းမှုတစ်ခုအဖြစ်ပဲရှုမြင်ကြတယ်ဆိုတဲ့သဘောတည်အောင်နေတာပေါ့နော်အတိအကျပါပဲဒါကြောင့်နိုင်ငံတကာအတိုင်းအဝိုင်းတော့ပြည်တွင်းဒီမိုကရေစီအင်အားစုတွေကပါဒီရွေးကောက်ပွဲကိုတရားဝင်မှုမပေးဖို့အတိမတ်မပြုတ်ဖို့ပြင်းပြင်းထန်ထန်တိုက်တွန်းနေကြတာဖြစ်ပါတယ်အချိန်တွေက လုံးဝကိုရှုပ်ထွေးပြီးစိုးရိမ်စရာကောင်းနေတော့မယ်။ဒီရွေးကော်ပွဲကိစ္စကလေမဂဇင်းတွေကတခြားရေးကြီးတဲ့ကဏ္ဍတွေနဲ့လည်းတော်တော်လေးဆက်ဆက်နေပုံရတယ်နော်။ Editor အဘောပြင်မဂဇင်းရဲ့အထက်ဖြစ်ပေါ်တူတက်မှုညာကဏ္ဍမှာဒီရွေးကော်ပွဲအပေါ်နိုင်ငံတကာရဲ့တွေ့မြင်မှုတွေကိုစူးစီးဖော်ပြထားတာတွေ့တယ်။ဟုတ်ကဲ့ဟုတ်ကဲ့။ဒါတွေကိုကြည့်ရင်အချိန်တွေရဲ့ကျေဖြတ်မှုကိုပိုပြီးမြင်သားမယ်ထင်တယ်။မှန်ပါတယ်။အဲ့ဒီကဏ္ဍမှာစောစောကပြောခဲ့တဲ့ site footing တို့လိုပုဂ္ဂိုလ်တွေရဲ့ ASEAN ကိုရွေးကော်ပွဲရှုတ်ချဖို့တိုက်တွန်းမှုတွေပြင် တခြားအရေးကြီးတဲ့အချက်တွေအများကြီးပါတယ်။ဥပမာမလေးရှားနိုင်ငံသားရေဝန်ကြီးရဲ့မြန်မာပြည်ခီးစင်နဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတရင်မာထုတ်ပြန်ခဲ့တဲ့အငြင်းပွားမှုလေး။အိုးဟုတ်ကဲ့။ပြီးတော့နိုင်ငံတကာဝန်ကြီးချုပ်ဟောင်းဒီနဲ့ကုလသမဂ္ဂကျွမ်းကျင်သူတွေပူးတွဲပြီးဒီရွေးခေါက်ပွဲကိုပြေချဖို့တောင်းဆိုခဲ့ကြတာဒီကိုလေမိမောင်းထိုးပြထားတယ်။ဥရောပသမဂ္ဂ UU ရဲ့လက်တီချက်ကလည်းတော်တော်လေးပြတ်သားတယ်နော်။ သူတို့ရဲ့ကိုစားလဲခင်းချအလုံးဂရန်ကလေးလာသူတွေလုံးဝဆင်းလို့မှမဟုတ်ဘူးဟုတ်တယ်ဘာလို့လဲဆိုတော့ဒီရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတလောက်မှမဟုတ်လို့ပဲလို့ဆိုတယ်ပြီးတော့အပြောင်းလဲဖြစ်လောင်အောင်အာဆီယံကပူပြီးတွန်းအားပေးဖို့လဲတိုက်တွန်းထားသေးတယ်ပူပြီးပြင်းထန်တဲ့တောင်းဆိုမှုကတော့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂတိုင်းမကြီးဦးကျော်မိုးထွန်းစီကလာတာမဂ္ဂဇင်းမှာဖော်ပြထားတဲ့အရာသူကမြန်မာရေးကိုအပီပီဆိုင်ရာရာဇမှုခုံရုံး ICC ကိုလွှဲပြောင်းပေးဖို့ ီရွေးကောက်ပွဲကိုကဘာလုံးဆိုင်ရကပယ်ချော့ဖို့တောင်းဆိုထားလေ ICCT ကြီးလားဟုတ်တယ်ပြီးတော့စစ်အုပ်စုရဲ့ရက်ဆက်စံကြုံမှုတွေပေါ့ဥပမာအကြောင်းတွေစီးုံတွေကိုလေးချောင်းကနေတိုက်ခိုက်တာတွေလက်ရှိလူအုပ်ရေးအင်ဆက်နဲ့တလောက်လူသားချင်းစာနာမှုအကူအညီတွေအရေးတတိလိုအနေနဲ့အချက်တွေဒီအခြေအနေတွေကြားထဲမှာလုံမရွေးကောက်ပွဲဟာအတူအယောင်တက်တက်ပဲဖြစ်တယ်လို့အချက်လက်တွေကိုတင်ပြထားတာဒါမဲ့တစ်ဖက်မှာလည်းစစ်ကောင်စီခေါင်းဆောင်ကပြောပြန်ရောရွေးကောက်ပွဲဒုတိယအဆင့်ကိုမြို့နယ်နေရာမှာဆက်လုပ်မယ်တဲ့ဒါပေမဲ့ တရား person တော့ပြီးမှမဟုတ်ဘူးဆိုတာမျိုးဝန်ခံစကားပြောထားပြန်ရောဟုတ်တယ်ရှင်းကြည့်လို့ရတယ် NUG ကစစ်အုပ်စုဟာတိုင်းပြည်ရဲ့39%တော့မြို့နယ်တွေကိုသာထိန်းချုပ်ထားနိုင်တယ်ဆိုပြီးပြောထားတယ်အော်39%မလားဟုတ်တယ်ဆိုတော့စစ်ကောင်စီခေါင်းဆောင်ရဲ့စကားကအဲ့ဒါနဲ့သွားကြိုက်နေသလိုဖြစ်နေတာပေါ့သူတို့ကိုယ်တိုင်အကောင့်မထိန်းချုပ်နိုင်တာကိုဝန်ခံလိုက်ရသလိုပဲဒါပြင် Burning Campaign UK လို့အဖွဲ့အစည်းကလည်း ရီတိန်လူနိုင်ငံတွေကိုစစ်အုပ်စုအပေါ်ပိတ်ဆို့အေးယူမှုတွေပြန်လည်တင်းကျပ်ဖို့တောင်းဆိုနေကြတယ်။อืมအေးယူမှုတွေတင်းကျပ်ဖို့ဟုတ်တယ်။ဒါကစစ်အုပ်စုရဲ့ဖြစ်နိုင်မှုရန်တရားလေပတ်ဖို့လိုအပ်တယ်။လက်နက်နဲ့ပန်းနှောင်းတွေရရှိမှုကိုဖျက်တောက်ဖို့ရည်ရွယ်တာပေါ့။တက်ကြွလှရှားသူဒေါခင်ဦးမာရဲ့ထောက်ပြချက်ကလည်းတို့စိတ်ဝင်စားဖို့ကောင်းတယ်နော်။သူကအာဆီယံလိုဖွဲ့စည်းတွေရဲ့တည်ငြိမ်ရေးဆွေးနွေးမှုတွေမှာစစ်ပွဲကြောင့်အမျိုးသမီးတွေအထူးကခံစားနေရတဲ့ဒုက္ခတွေကို လီလူရှူထားလို့ဖြစ်နေတယ်လို့ဝေဖန်ထားတယ်။ဟုတ်ကဲ့။လင်ပိုက်ဆက်ရအကျန်းဖတ်ခံရမှုတွေပြန်ပေးဆွဲခံရမှုတွေနေရက်စွန့်ခွာထွက်ပြေးနေရတာတွေပေါ့။တကယ်ပြည်သူကိုစားလက်နေတဲ့ထိတွေ့ဆက်ဆံဖို့လိုအပ်တယ်လို့သူကပြောတယ်။မှန်ပါတယ်။ဒီအချက်တွေအားလုံးကိုချိလိုက်ရင်ဒီရွေးကောက်ဖွဲ့ဆိုတာဟာတီချာဖြစ်စဉ်တစ်ခုမဟုတ်ဘူး။မြန်မာနိုင်ငံရဲ့လက်ရှိကြုံတွေ့နေရတဲ့စစ်ရေးနိုင်ငံရေးလူမှုရေးနိုင်ငံလကဆက်ဆံရေးအချက်အတဲအားလုံးနဲ့ရောရက်ဆက်ဆက်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်။ဒါကြောင့်မြေပြင်ကစီးရဲအခြေအနေလေးကိုမကြည့်ပဲဒီရွေးကောက်ဖွဲ့ကိုတုံတက်လို့မပြေဆုံးဘူးပေါ့။အဲ့တော့စီးရဲအခြေအနေကိုကြည့်မယ်ဆိုရင်အန်တိုနီယိုဂရီဆာဖိုးရဲ့မြန်မာစစ်ပွဲစစ်အုပ်စုဤလက်နက်ပိုင်လိုင်းနဲ့၎င်းကိုမြေသို့တားဆီးမိနေဆိုတဲ့ဆောင်းပါးကအရေးပါလာပြီပေါ့။ဟုတ်ကဲ့။အဲ့ဒီဆောင်းပါးကအဓိကပြဿနာတစ်ခုကိုထောက်ပြထားတယ်။အဲ့ဒါကလက်နက်မညီများမှုပဲ။ စစ်အုပ်စုဟာယူရှားတယူစင်ကာပူအိန္ဒိယထိုင်းလိုနိုင်ငံတွေစီကံတွေလက်နက်တီနေပညာတွေအလွဲတကူရနေချိန်မှာခုခံဒေါ်လာရေးအင်အားစုတွေကတော့ဟုတ်တယ်သူတို့ကတော့အခက်ခဲတွေအများကြီးနဲ့ရင်ဆိုင်နေရတယ်ဆိုတာကိုအဓိကဖော်ပြထားတယ်အဲ့ဒီလက်နက်မညီမျှမှုကဘယ်လောက်ထိဆိုးလဲအဲ့ဒီဆောင်မမစိတ်ဝင်စားစရာအချက်ကကုလသမဂ္ဂလွန်ကျူအီကောင်စီမှာတရုတ်နဲ့ယူရှားရဲ့ဗီဒီယိုအာဏာကြောင့် မြန်မာနိုင်ငံကိုတရားဝင်လက်နက်တင်ပို့မှုပိတ်ဆိုကန့်ထတ်တာမျိုး arms embargo ပေါ်လေအဲ့ဒါချမှတ်ဖို့မထိနိုင်သေးတဲ့အခြေအနေကိုပြောထားတယ်အေးလုံခြုံရေးကောင်စီအစ်စ်မာကို ပိတ်နေတာပေါ့ဟုတ်တယ် EU US ကနေဒါတို့ရဲ့ပိတ်ဆို့မှုတွေရှိတော့ရှိတယ်ဒါပေမဲ့ဂျာကန်ကုမ္ပဏီတွေကနေဆင်လွှဲပြောင်းရောင်းဝယ်တာတွေပြီးတော့လီယန်စီလိုစစ်စင်ရဲ့အရေးကြီးတဲ့ PC တွေက ပိတ်ဆို့မှုထဲမှာပါလာမျိုးလို့လစ်ထာမှုတွေရှိနေသေးပဲဟုတ်ကဲ့ Grace Matt Foger တာကိုဖြည့်ရှင်းဖို့ လက်နက်နဲ့ဆက်ဆက်ပစ္စည်းတွေရဲ့တင်တွင်းမှုကွင်းဆက်အစဉ်စဉ်ကိုပြင်မှတ်ထားဖို့နိုင်ငံတကာကပိုပြီးအားကောင်းအောင်ပူးပေါင်းဆောင်ရွက်ဖို့အချက်ရှစ်ချက်အကြံပြုထားတာတွေ့ရတယ်။ဒီလက်နက်ရရှိမှုမကြီးမားခြင်းဟာစစ်ပွဲကိုပိုပြီးကြရှည်စေသလိုလူသားချင်းစာနာမှုအကြအတဲကိုပိုဆိုးစေတယ်လို့သူကဆိုတယ်။ဟုတ်တာပေါ့။ဒီလိုလက်နက်ရရှိမှုမှာတိတိတသာအသာစီးရနေတာကစစ်အုပ်စုကိုအခုလိုအငင်းပွားဝယ်ရေကောက်ပွဲမျိုးကိုတော့အတင်းကျပ်တွန်းအားပေးလှုပ်ဆောင်ဖို့အားပေးသလိုဖြစ်နေစေတာပေါ့နော်။ ဖြစ်နေတာပေါ့မဂ္ဂဇင်းတွေကမြေပြင်တွင်ဆိုတဲ့ကောင်းတာမှာလေခုခံတော်လှန်ရေးအင်အားစုတွေရင်ဆိုင်နေရတဲ့လက်တွေ့စင်ခေါ်မှုတွေကိုဖော်ပြထားသေးတာမဟုတ်လားဟုတ်ကဲ့အထူးသဖြင့်အခုနောက်ပိုင်းပိုကြားလာတာကစစ်အုပ်စုက drone စစ်ပွဲမှာအသာစီးရနေတယ်ဆိုတာပဲတရုတ်ယူရှာအကူညီလို့ယူဆရတာပေါ့ drone တွေနဲ့တိုက်တာတွေများလာတာနော်ဟုတ်တယ်အဲ့ဒါကြောင့်ခက်ခက်ခဲခဲတင်းပိုက်ထားတဲ့နေမီတချို့ကိုတော့ပြန်လဲဆုံရှုံရလာတယ်ရှိနေတယ်လို့ဆိုတယ် အယူဂျီကာဂိုရေးဝန်ကြီးဦးရင်မွန်ကိုတိုင်ကလည်းအဲ့ဒီလက်နက်ကွာဟာမှုနဲ့နိုင်မင်းကြားကစစ်အုပ်စုကိုကူညီနေတဲ့အချက်တွေကိုထောက်ပြထားတယ်။ဒါကြောင့်ခုခံတော်လိုင်းရေးအင်အားစုတွေကြားမှာပူပြီးခိုင်းမာတဲ့ပူပေါင်းဆောင်ရွက်မှုလိုအပ်တယ်လို့သုံးသပ်သူတွေကဆိုကြတယ်။ဟွန်းပူပေါင်းဆောင်ရွက်မှုကအယူကြီးတာပေါ့ဒီအခြေအနေတွေကစစ်အုပ်စုကသူတို့ထိန်းချုပ်ထားတယ်လို့ဆိုတဲ့နေမြေတွေမှာရွေးကောက်ပွဲကိုအတင်းအကျပ်လုပ်နိုင်ခြင်းရှိမရှိဆိုတာနဲ့တရိပ်ကိုဆက်ဆက်နေပါတယ်။ အန်တိုနီဒေးဗစ်ရဲ့ INS ဆိုင်များမှာစောင်းပါးကလည်း CA ခြေနည်းကိုပူပြီးထင်ရှားအောင်တုံးသက်ပြထားတယ်လို့ဆိုတယ်။သူကဘလို့မြင်လဲ။ဒီပါဆဲအိုဇူမှာပေါင်းဆက်ကွက်ကဲမှုအားနည်းချက်တွေရှိနေပေမဲ့ခုခံဒေါ်လာရဲ့အင်အားစုတွေဘက်မှာလည်းစိတ်တက်မြင်မာပေမဲ့ခရမ်းမှုကြောင့်လုံလောက်မှုမရှိတာ။နောက်ဖက်စလုံးအင်အားဆန့်ကျင်လုံနေတာတွေကိုထောက်ပြထားတယ်။ဟုတ်ကဲ့။ဒေးဗစ်ကတေးဦးရဲ့အခန်းကဏ္ဍကိုလည်းအလေးပေးတုံးသက်ထားတယ်။ တရုတ်ဟာသူ့ရဲ့ပထဝီနိုင်ငံရေးနဲ့စီးပွားရေးအကျိုးစီးပွားတွေဥမာပိုက်လိုင်းလုံခြုံရေးပေါ့အဲ့ဒါတွေအတွက်မင်းတို့ပြည်တည်ငြိမ်ရေးကိုလိုလားပုံရတယ်อืมတရုတ်ရဲ့အကျိုးစီးပွားအဲ့ဒီတည်ငြိမ်ရေးအတွက်စစ်အုပ်စုကိုကြောထုံနှုတ်ခမ်းပေးထားပုံတွေကိုတုံတက်ထားတယ်သူကဒီဝေကောက်ပွဲကစစ်အုပ်စုဘာပဲဖြစ်ဖြစ်တွန်းလုံးမဲ့ကိစ္စဖြစ်နိုင်ပေမဲ့တဟာတကယ်ပฏิပက္ခရဲ့အဖြေလုံးဝမဟုတ်ဘူးလို့ဆိုတယ်ဒါပေမဲ့သူကအပြောင်းလဲဖြစ်နိုင်ခြေတစ်ခုကိုလည်းပြောထားသေးတယ်နော်ရခိုင်တပ်တော် AA နဲ့ပတ်သက်ပြီး ဟုတ်တယ်။သူကအကေဝေးအေကအရေးပါတဲ့ကြောက်ဖြူကိုသာတင်းပိုက်နိုင်ခဲ့ရင်အဲ့ဒါကတရုတ်ရဲ့တွက်ဆက်မှုတွေသူ့ရဲ့ strategy ကို ပြောင်းလဲစေနိုင်ပြီးခြေနေအကြီးကြီးပြောင်းသွားနိုင်တယ်လို့လည်းမချက်ပြူထားတယ်။ဒါကခြေနေဘလော့ချီတင်းမာနေလဲ ဘလောက်ကြီးမတိငိန်သေးတဲ့ဆိုတာပြနေတာပေါ့တော်တော်လေးရှုပ်ထွေးပြီးအပြောင်းလဲမြန်နိုင်တဲ့အခြေအနေပဲနော်နိုင်ငံတကာရဲ့အာယုံဆိုင်မှုနဲ့လှုပ်ရှားမှုတွေထဲမှာမဂ္ဂဇင်းမှာဖော်ပြထားတဲ့ Forum 2000အခမ်းအနားအကြောင်းလဲပါသေးတယ်ဒါကလည်းနောက်ထပ်ဥပမာတစ်ခုပေါ့ဟုတ်ပါတယ်အဲ့ဒီ Forum 2000ကချက်နိုင်ငံမှာလှုပ်တာလေအဲ့ဒီမှာလဲမြန်မာအီးကိုအလေးပေးဆွေးနွေးခဲ့ကြတယ်ခုခံတော်လိုင်းရဲ့အားထုတ်မှုတွေနိုင်ငံတကာအကူအညီတိတိကျကျမရဘဲနဲ့ တိုင်းပြည်ရဲ့နေရာတော်တော်များများမှာလှုပ်ရှားနိုင်နေတာကိုချီးကျူးပြောဆိုတာတွေရှိတယ်။ဟုတ်ကဲ့။ပြီးတော့ယတားတွေကိုပိတ်မထားတဲ့စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေအများဆုံးရတန်းဖို့လိုအပ်တာဒီလို အတုအယောင်ရွေးကောက်ပွဲတွေကို လုံးဝတရားဝင်မှုမပေးဖို့တောင်းဆိုတာတွေအဓိကပါဝင်ခဲ့တယ်။ဒါတွေအားလုံးကဆုံးဆုံးကပြောခဲ့တဲ့ Editor အဘော်ရဲ့အဘော်နဲ့ထပ်တူကြနေတာ တွေ့ရမှာပါ။တောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးတောင်းဆိုမှုတွေလည်းအဲ့ဒီမှာအားကောင်းခဲ့ပုံပဲနော်။ အားကောင်းခဲ့ပါလားကိုတင်လင်းလိုပုံကိုယ်တွေကတရားဝင် တောင်းဆိုခဲ့ကြတယ်။သူမရဲ့ကျမကြီးအခြေအနေနဲ့ပတ်သက်တဲ့စိုးရိမ်မှုတွေဒါပြင်ပူကျဲပြန့်တဲ့လူခွင့်ရေချိုးဖောက်မှုတွေစစ်ရာဇဝဲမှုတွေလူတွေတိမ့်တန်းကြည့်နေရဆွန့်ခွာထွက်ပြေးနေရတဲ့ကြီးကွဲဆက်အဖြစ်တွေကိုလည်းမိမောင်းထိုးပြခဲ့ကြတယ်။တကယ်တော့ဒေါအောင်ဆန်းစုကြည်အချင်းကြနေစေဖြစ်တယ်ဆိုရအချက်တစ်ခုတည်းကပဲဒီရွေးကောက်ပွဲအတွက်လွတ်လပ်ပြီးတရားမျှတဲ့နိုင်ငံကြီးနေပင်လုံးဝမရှိဘူးဆိုတာကိုတတ်သိပြနေတာပဲနော်။အတိအကျပဲ။အဲအဲ့ဒီ forum မှာ နိုဘယ်ရင်းချမ်းရေးဆုရှင်မရီယာကိုရင်နာမချာရိုရဲ့အမားစကားလည်းပါတယ်။သူကအာနာရှင်စနစ်ကိုရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့ဗင်နီဇွဲလာပြည်သူတွေရဲ့အတွေ့အကြုံနဲ့မြန်မာပြည်သူတွေရဲ့ကြိုးပမ်းမှုတွေကြားကတူညီမှုတွေကို ထောက်ပြပြီးအားပေးစကားပြောခဲ့တယ်။ဒါကမြန်မာပြည်သူတွေတယောက်တည်းမဟုတ်ဘူးဆိုတာကိုပြသနေတယ်လို့ပါပဲ။ ကဲဒါဆိုရင်ဒီမီဆင်မမဂ္ဂဇင်းထဲကအချက်လက်တွေကိုခြေခံပြီးကျမတို့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်အဓိကအချက်တော့စေုပ်စုရဲ့ရွေးခေါက်ပွဲအစည်းအဝေးဟာလက်ရှိတိုက်ပွဲတွေဖိနှိပ်မှုတွေနိုင်ငံရေးအချင်းချက်တွေကြားထဲမှာအတင်းကျပ်လှုပ်ဆောင်မှုစ조사နေတာဟုတ်တယ်အဲ့ဒါကြောင့်တရားဝင်မှုအလုံးပါဝင်မှုတရားမျှတမှုလုံးဝကင်းမဲ့နေတယ်ဒါကြောင့်ပြည်တွင်းရောပြည်ပကပါကြဲကြဲပြန့်ပြန့်ပြင်းပြင်းထန်ထန်ရှုတ်ချကန့်ကွက်မှုတွေနဲ့ရင်ဆိုင်နေရတယ်။ဟုတ်ပါတယ်။အာဆီယံ EU ကိုလာတမဲကအရာရှိတွေနိုင်ငံတကာတက်ကြွလှူချသူတွေအလုံးကဒီရွေးကြောက်ပွဲကိုပယ်ချဖို့တရားဝင်မှုမပေးဖို့တဏီတညက်တီနီမာတိုက်တုံးနေကြတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းအခြေအနေက အလုံးရှုထွေးနေတုံးပဲ။ဟုတ်ကဲ့။နောက်ွယ်ကလက်နက်စီးဆက်မှုတွေ drone စစ်ပွဲလိုနီးပညာအပြောင်းလဲတွေရဲ့တရော့မှု ခုခံတော်လိုင်းရင်အင်အားစုတွေရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေပြီးတော့အရေးကြီးဆုံးက ဒေတာတွင်းနဲ့အင်အားကြီးနိုင်ငံရဲ့ပထဝီနိုင်ငံရဲ့အကျိုးစီးပွားတွေအထူးသဖြင့်တရုတ်ရဲ့အခန်းကဏ္ဍကဒီဖြစ်တနာကိုပိုးပြီးနက်နဲစီတယ်။တရချီနေတဲ့ဟာလုံးရဲ့အကျိုးဆက်ကပါလဲလို့မေးရင်တော့မဂဇင်းထဲမှာမချခနာထောက်ပြနေတဲ့လူစားချင်းစာနာမှုဆိုင်ရာဆုံဆုံမှုတွေပါပဲ။နေစင်းနဲ့အမြကြားနေရတဲ့အရသာတေဆုံးမှုတွေတိမ့်တန့်ချီတဲ့ကိသူတွေနေရဆုံးခွာထွပ်ပြေးနေရတာတွေဖန်စည်းခံရမှုတွေအခြေခံလူအခွင့်ရေးချိုးဖောက်ခံရမှုတွေအဲ့ဒါတွေက ီပฏิပခတ်ဟင်တကယ်လက်တည့်အဖြစ်မှန်နေထင်နေတယ်ဆိုတာကိုမမဲဖို့အရေးကြီးပါတယ်ဟုတ်ကဲ့နောက်ဆုံးအနေနဲ့လေဒီဆွေးနွေးမှုတွေကလည်းစဉ်းစားစရာအချက်တစ်ခုထပ်ပေါင်းချင်တာကတော့ဒီရင့်မြစ်တည်းထဲမှာတိုက်ရိုက်ကြည့်ဖော်ပြမထားပေမဲ့ကျွန်တော်တို့တွေ့မြင်ရတဲ့အချက်လက်တွေအရစဉ်းစားစရာပေါ့ဒီလောက်ပြည်တွင်းမှာထိန်းချုပ်မှုမခိုင်မာတာနိုင်ငံတကာကပြင်းပြင်းထန်ထန်ရှုတ်ချနေတာတွေကြားထဲကစစ်အုပ်စုကဒီရွေးကောက်ပွဲကိုတဲကြီးမဲကြီးတွန်းလုံနေတာဘာကြောင့်လဲอืม ဘာကြောင့်ဖြစ်နိုင်မလဲကဖီးဖေးနဲ့သူတို့ရှုံးနေလာနေတဲ့စစ်ပွဲမှာအာနာကိုဆက်လက်စော့ကင်ထားနိုင်ဖို့အတေးအတန်ကြိုးပမ်းမှုတခုဖြစ်နေမလားဒါမှမဟုတ်ရင်လေဒီလိုအတုအယောင်အခြေခံဒီပေါ်မှာတီဆောက်မဲ့တည်ငြိမ်မှုဆိုလာကတော့ရကေဘရေရှည်တည်တနိုင်ပါမလားအဲ့ဒါကတော့အလေးနဲ့မေကုန်းထိုးစရာအချက်တခုဖြစ်နေပါတယ်ဟုတ်ကဲ့စဉ်းစားစရာအများကြီးပါပဲ ဒီနေ့ဒီအရေးကြီးတဲ့အကြောင်းအရာတွေကိုစစ်စစ်ဆက်ဆက်ဆွေးနွေးခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီလိုမြန်မာနိုင်ငံရဲ့အရေးကြီးတဲ့အဖြစ်အပျက်တွေနောက်ခွဲကချင်းတွေကိုဆင်ဆက်မပြတ်တင်ပြပေးနေရဲ့မီဇင်မတ်မီဒီယာလိုသတင်းဌာနတွေရဲ့အခန်းကဏ္ဍဟာအခုလိုအချိန်မှာအင်မတန်မှအရေးပါလာပါတယ်။ဟုတ်ကဲ့ခမမြန်မာနိုင်ငံမှာသတင်းလွတ်လပ်ခွင့်ရရှိရတဲ့ခက်ခဲတဲ့အခြေအနေတွေကြာကဂျူပန်ရက်တီနေရတဲ့မီဇင်မတ်မီဒီယာရေရှည်တည်တတ်နိုင်ဖို့အတွက် နားဆင်သူတွေအားလုံးကလည်းတတ်နိုင်တယ်လို့ကုညီပံ့ပိုးပေးကြဖို့ဒီနေရာကနေမေတ္တာရက်ခံကျင်ပါတယ်။ဟုတ်ကဲ့မြေစင်မကို subscribe လုပ်ပြီးတော့ကုညီအားပေးနိုင်ပါတယ်။အသေးစိတ်ချက်လက်တွေကိုတော့ magazine မှာဖော်ပြထားတဲ့ website ချက်ဖြစ်တဲ့ donate.mizima.com မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ဟုတ်ကဲ့ဒီလိုအဆုံးအဖြတ်ပေးနိုင်တဲ့အချိန်ကာလတွေမှာယုံကြည်စိတ်ချရတဲ့တရင်ချက်လက်တွေဆက်လက်ရရှိနေဖို့အဖြစ်မှန်ကိုသိရှိနားလည်ဖို့ကအလုံးသွအမတန်အရေးကြီးပါတယ်။နောက်တစ်ချိန်ဆွေးနွေးမှုမှာပြလဲဆုံတွေ့ကြပါမယ်။